တငယ်ချင်းတွေနဲ့မပေါင်းသေးတဲ့လူတွေကိုကျွန်တော်နည်းနည်းပြောပြချင်တာဖြစ်တယ်ပေါ့နော်ဒီနှစ်ယောက်ကဒီမက္ကဆီကိုနိုင်ငံမှာရှိတဲ့အင်ဖလူဆာနှစ်ယောက်ဖြစ်ပါတယ်နော်ဒါပေမဲ့ဒီအာပားရောင်နဲ့အမျိုးသမီးကသူ့ရဲ့သူ့ကိုကြိုက်ရလူများတယ်သူ့ follower တွေများတယ်သူလှုပ်တဲ့လူကသူ့ကိုကြိုက်တဲ့လူပိုများတယ်ပိုများတယ်လို့သူများပြောနေအောင်ကြားပါတယ်ဆိုတော့ ိုများတဲ့လူတယောက်ဖြစ်တယ်သူ့ကိုကြိုက်ရလို့လည်းရှိတယ်ဒါပေမဲ့ပေါ့နော်အာဒါပေမဲ့ဘာဖြစ်တယ်လဲဆိုရင်တနေ့ကျတော့အဲ့ဒီမနာလိုမှုမနာလိုမှုဆိုတဲ့ဟာကမနာလိုမှုကဒီကောင်မလေးရှိမှဝင်လာတာနော်သူ့နာမည် Varia Varia လမ်းတိခေါ်တယ်လို့နော်မမာမှုဝင်လာတော့သူ့ပြိတ္တာကပိုကြိုက်တယ်ပိုနှစ်တက်တော့ ူနဲ့ရှင်းလိုက်မယ်ဆို तू ကအရန်လာတာပေါ့လားလာတော့ဒီကဒီကောင်ကမလာတော့ဘာလို့လဲ तू ကပလတ်စတစ်ဆာဂျူရီတွေတွားလို့မျက်နှာခွေးဆိတ်တာတော့ခဏဖီဖြူတာလေးလေးတွားလုလိုက်တည်တယ်ဒါပေမဲ့ဒီနေ့ကျတော့မနာလိုမှုတွေများလာတဲ့ချိန်မှာသူ့ကိုလောကထဲမှာမထားချင်တာတော့ဘူးဘလို့ဖြစ်လာတယ်လဲဆိုရင်သူ့ကိုလုံးဝအတိတ်တက်ဖို့တော့မှ तू ကစစ်ဟောပါအထစ်ဝင်လာတယ်ကြည့်ဒီမှာကြည့်နော် तू ပြောနေစတိုင်ကတော့ကြည့် drop ကျွန်းတယ်ဒီမှာကြည့်ဒီမှာဒီတယောက်သူ့မနာလို့တာဒီကောင်မလေးကိုမနာကြည့်ဒီမှာပြောနေတော့သူပြောနေတော့ဒီမှာမပြောနေတဲ့လာနေပြီတဲ့နော်မပြောနေလာနေပြီတဲ့ဆိုတော့ဒီအနောက်ကလာနေပြီပေါ့ဒီမှာကြည့်ကြည့်လောကတေးချပါတော့ဗောနော်ဒီကောင်မကသူ့ကိုတပ်ပလိုက်တာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ငါလာပတ်ဆက်သွေးနေမှာဒီ I'm enough influencer တယောက်ကနော် influencer တယောက်က ဟောလှုပ်နေတဲ့အချိန်မှာပေါ့လိုက်လှုပ်နေတဲ့အချိန်မှာလိုက်လှုပ်ရင်းတန်းလိုင်းနဲ့လာပြစ်တတ်သွားတာဖြစ်ပါတယ်ဆိုတော့ဒီအမျိုးသမီးတွေကကပဲလူတက်မှုမှာသူလဲပါတာဖြစ်တယ်ဆိုတော့ကျွန်တော်ပြောပြချင်တဲ့အရာကဘာလဲဆိုရင်လူကမနာလို့စိတ်ကဝင်လာပြီဆိုရင်မနာလို့စိတ်ဝင်လာတယ်ဆိုရင်တော့ဘာဆိုဘာမှလည်းမသိတော့เนาะသူရှိသူကိုယ်သူရှင်တယ် ဒုက္ခနာကိုသူရှင်နေဒုက္ခနာကိုသူသူမြောက်ရှင်နေသူကသူမြောက်လို့မလာတော့ဘူးလို့ထင်တဲ့ချိန်မှာအဲလာတဲ့လူကိုဟောဖြစ်လာတာဖြစ်တယ်မနာလိုမှုဖြစ်လာတာဖြစ်တယ်ဒါကြောင့်လွန်ခဲ့တဲ့9လပတ်ဆက်သွေးနေမှာ social influencer follower 1 million လောက်ရှိတဲ့ influencer ကဟိုသူ့ဘေးနားကတငယ်ချင်းနဲ့ကပေါင်းချံပြီးအာတပ်ပလိုက်တယ်ဆိုတော့ကိုကျွန်တော်တို့ဒီစီရရှိတော့ဖြစ်တာကျွန်တော်ဒီကနေတေကားဆိုယူချင်တဲ့နေရာကဘာလဲဆိုရင် သူနဲ့ငယ်ငယ်ကတည်းကပေါင်းလာတဲ့လူဖြစ်ပါတယ်နော်ငယ်ငယ်ကတည်းကပေါင်းလာတဲ့လူဖြစ်တယ်ဒါကြောင့်ကျွန်တော်ငယ်ပေါင်းဆိုပြီးမဲ့လဲကျွန်တော်တို့တိတ်ယုံလို့မရဘူးဆိုတာလေးကိုကျွန်တော်ပြောပြချင်တာဖြစ်တယ်ငယ်ပေါင်းပါငယ်ပေါင်းပါဆိုပြီးမှလဲကျွန်တော်ယုံလို့မရဘူးဆိုတာလေးကိုကျွန်တော်ပြောပြချင်တာဖြစ်တယ်ဒါကြောင့်ဒီလောကရဲ့အရာပြောမစွင်နံပါတ်၁ကမနာလိုခြင်းအဖြစ်မနာလိုခြင်းအဖြစ်ပါဖြစ်တတ်လဲဆိုရင်မနာလိုမှုအဖြစ်လူတွေကိုကိုယ်တငယ်ချင်းတွေကို တတ်ချင်တဲ့စိတ်အထိဖြစ်သွားတာဖြစ်တယ်တတ်ချင်တဲ့အထိဖြစ်သွားတာဖြစ်တယ်မနာလိုစိတ်အဖြစ်လူတတ်ချင်တဲ့အထိသူရှိသွားတယ်နောက်ပါနေ့တစ်ချက်ကပါလဲဆိုရင်ကုခန္ဓာကိုကသူများနဲ့ရှင်ပြီးမှ သူ့ကိုမလာတော့ဘူးသူ့လိုမလာဘူးသူမရှိရင်ငါတို့နှစ်ယောက်မှာသူမရှိရင်လူတွေကအားလုံးငါ့ကိုပဲကြိတ်ကြိတ်ကြတော့မှငါ့ကိုပဲကြိုက်ကြတော့မှဆိုတဲ့ငါ့ကိုပဲကြိုက်ကြတော့မှဆိုတဲ့အတွေ့ခေါ်လဲဝင်လာတဲ့ချိန်မှာအမတာမမတူဝေးစေရာ ကြောက်စရာလေးတွေလောက်လာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ပြောချင်တဲ့အရာကဘာလဲဆိုရင်ကျွန်တော်တို့ထဲမှာမနာလိုစိတ်ဝင်လာပြီဆိုတော့လုံးဝအဲ့ဒီမနာလိုစိတ်ကိုကျွန်တော်တို့အနိုင်ယူဖို့အနိုင်ယူဖို့ဆိုတာကဘာလဲဆိုရင်တရားတစ်ဖြစ်ပေါ့နော်။မနာလိုစိတ်ဆိုတာကမကောင်းမှုအားလုံးထဲကဒီမနာလိုစိတ်ဆိုရဒီဟာကအမှန်တမ်းမှကြောက်စရာကောင်းတဲ့အရာတစ်ခုဖြစ်တယ်ဆိုတာကိုမင်းရှင်တို့ပြောပြချင်တာဖြစ်တယ်။ဆိုတော့သူ့ရဲ့တင်ငယ်ချင်းမှာကတော့သိွားပါပြီ။ သူရဲ့တင်ငင်ချင်းမှတည်သွားတယ်အာမရှိတော့ဘူးပေါ့နော်မရှိတော့ဘူးဒါပေမဲ့တီသူတည်တဲ့နောက်တည့်ရက်မှာနာမည်ကတခြားနာမည်ပြောင်းလဲတာဖြစ်တယ်ပေါ့နော် Facebook နာမည်ကတခြားနာမည်ပြောင်းလိုက်ပြီးမှသူတုံးနေတာကိုကျွန်တော်တွေ့ရတာဖြစ်တယ်ဆိုတော့လောကမှာမိတ်ဆွေလောကမှာနော်မနာလူစိတ်အဖြစ်လုံးဝလူတွေကိုတေးအောင်ထိဖြစ်စေတတ်တယ်ဆိုတော့လူပြောပြချင်တာဖြစ်တယ်နောက်မနစ်ကကိုဘလောက်ပဲခင်ခင် ိုဘလောက်ပဲခင်နေလို့ဖြစ်ပါစေလုံးဝတခါလဲအားလုံးမော်နော်ပြုမမောက်ချမယောပါနဲ့လို့ပြောရင်းနဲ့ပဲဒီဗီဒီယိုလေးကဒီမှာပဲကျွန်တော်တို့အာဆုံးသက်ချင်ပါတယ်နောက်တစ်ရက်မှာတော့ကျွန်တော်တို့အာဒေါ်နယ်ထရန့်ရဲ့လုပ်စဉ်တွေလုပ်ငန်းတွေနိုင်ငံတကာနဲ့ဆိုင်တဲ့ဒိန်းတွေကိုကျွန်တော်နည်းနည်းလေးပြောပြသွားမှာဖြစ်ပါတယ်ပေါ့ဒီနေ့ကတော့ဒီလောက်ပါပဲ see you next video